အောင်မြင်မှုအလေးရောက်မြေတမ်းထွား UAB UAB with you on your journey of life အမေရိကန်ရဲ့အဖက်ဖက်ကယူရင်းနေတာတွေကိုပြောင်းလဲပြင်မယ်လို့သမ္မတအသည့်အဖြစ်ကျန်းသက်စာကျင်းဆိုပြီးပထမဆုံးမိန့်ခွန်းမှာဒေါ်နယ်ထရန့်ကပြောသွားခဲ့ပါတယ်။အပြုတော်မှာဇန်နဝါရီ20ရက်ကကျန်းသက်စာကျင်းဆိုခဲ့တဲ့နောက်ဘီလီယနာတထေးကြီးထရန့်ကအမေရိကန်ရဲ့45ဦးမြောက်သမ္မတအဖြစ်ဘာရက်အိုဘားမားရဲ့နေရာကိုတရားဝင်ဆက်ခံခဲ့ပါတယ်။ သူကအမေရိကန်မှာဆက်ယုံလုံယုံတွေလဲပတ်မှုရတန်သွားတာဒုစရိုက်မှုတွေများလာတာပညာရေးစနစ်ကျဆင်းနေတာတွေဖြစ်နေပြီသူရဲ့တမရတတံမှာဒါတွေအားလုံးကိုပြောင်းလဲပြင်မယ်လို့ကြွေးကြော်ခဲ့ပါတယ်။အမေရိကန်ရဲ့ဗတ်ပေါင်းဆောင်သေဆုံးနေမှုတွေကိုဒီနေ့ဒီချိန်ဒီနေရာကစာပြီးရတန်ပြပါမယ်လို့အင်ဂျီတော်အနီးကလွတ်တော်အဆောက်အအုံလေကားတဲ့မှာထရန့်ကပြောခဲ့တာပါ။ထရန့်ကိုလိုလားထောက်ခံသူထောင်ပေါင်းများစွာကသူ့ရဲ့နေရပ်ကနေဝါရှင်တန်မြို့ထိရောက်လာကြပြီးတမရတကိုကြိုးဆိုခဲ့ကြပါတယ်။တရားသူကြီးချုပ်ဂျွန်ရောဘတ်ရှေ့မှာကျန်းသက်စာချိန်ဆိုပြီးနောက်ထရန့်က ဒီနေ့မှာအမေရိကန်ပြည်သူတွေကအမေရိကန်ကိုအမေရိကန်အုပ်ချုပ်ခွင့်ပြန်ရလာပါပြီ။ကျွန်တော်အနေနဲ့နောက်ဆုံးထွက်သက်သည့်ခင်ဗျားတို့နဲ့အတူလက်တွဲတိုက်ပွဲဝင်နေပါမယ်။ခင်ဗျားတို့ကျွန်တော်ဘယ်တော့မှအဆင်မပြေစေရဘူးလို့ပြောပါရယ်။သူကအမေရိကန်အောင်ပွဲတွေတကြောပြန်လာပါမယ်။ရင်ကဘယ်တော့မှမရခဲ့ဘူးတဲ့အောင်ပွဲမျိုးတွေပေါ့ကျွန်တော်တို့ဆုံးရှုံးထားတဲ့အလုပ်ကံတွေပြန်ရယူမယ်အမေရောခံနေရတဲ့နေနမိတ်ကိုပြန်ရယူမယ်ကျွန်တော်တို့ရဲ့တနအဥ္စာတွေကိုပြန်ရယူမယ်ကျွန်တော်တို့ရဲ့အိမ်မက်တွေကိုပြန်ရယူမယ်လို့လည်းကြွေးကြော်ခဲ့ပါတယ်ထရန်က သူ့ရဲ့လက်ထက်မှာအမေရိကန်ကိုပထမဦးစားပေးစဉ်းစားမယ်မူဝါဒကိုသာခိုင်ခိုင်မာမာကျင်းသုံးတော့မှာဖြစ်ကြောင်းလည်းပြောကြားခဲ့ပါတယ်။သမ္မတအဖြစ်စတင်တာဝန်ယူတဲ့နေ့မှာပဲထရန့်ကအရင်သမ္မတအိုဘားမားလက်ထက်ကအကောင့်ထဲပေါ်ခဲ့တယ်။ကျမရေးဆောင်ချမှုစနစ်အိုဘားမားခဲကိုပြောင်းလဲမယ်အထူးမိန့်ဒီကကိုလက်မရေးထိုးတည်ပြခဲ့ပါတယ်အဲ့ဒီမိန့်အရအိုဘားမားခဲကတမတ်ချက်တွေကိုဆိုင်းငံ့သွားစီမှာဖြစ်ပါတယ်အိုဘားမားခဲကိုပြောင်းလဲမယ်ကိစ္စကရွေးကောက်ပွဲကြိုမဲဆွယ်မှုကာလတွေအတွင်းသူပေးခဲ့တဲ့အဓိကကတိတစ်ခုလည်းဖြစ်ပါတယ်ထရန့်က ဥပမာခဲကိုပြင်ဆင်ပြောင်းလဲပြီးပြီးသူကျမ်းမာရေးအဖွဲ့အစည်းတွေအားလုံးပုံမပါဝင်နိုင်မယ်ဈေးတက်တာပြီးအကျိုးရှိတဲ့ကျမ်းမာရေးဆောင်ရှားမှုစနစ်တခုပြဋ္ဌာန်းသွားမယ်လို့ကြေညာထားပါတယ်